တောထဲမှာတပင်တပင်ရှိတော့တယ်။အဲ့ဒီတပင်လေးရဲ့အပေါ်မှာဘဝစာကလေးမလေးရဲ့အတိုက်လေးရှိတာပေါ့။ဘဝစာကလေးမလေးကသူ့ရဲ့ကလေးလေးတွေဖြစ်တဲ့တားလေးကူကူတမီလေးမိနေတဲ့အတူနေထိုင်တာပေါ့။အဲ့ဒီအနီနာတစ်ဝိုက်မှာပဲခိုင်မာတဲ့တပင်လေးတပင်ရှိတယ်။အဲ့ဒီတပင်လေးမှာကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကသူတို့ရဲ့ကလေးလေးမင်းမင်းနဲ့အတူအတိုက်ဆောက်ပြီးတော့နေထိုင်ကြတာပေါ့မင်းမင်းကူကူနဲ့မိနီတို့ကအချစ်ဆုံးငယ်ချင်းတွေဖြစ်ကြတော့တယ် တခါတလေတမနလုံးဆော့ကစားပြီးတော့တခါတလေတောရဲကိုရှောက်ပတ်လိရှိတော့တယ်။အဲ့လိုနဲ့ပဲတရညက်နေအချိန်မှာတငယ်ချင်းတောင်းအောင်လုံးကဆော့ကစားဖို့အတွက်စီစဉ်နေကြတော့တာပေါ့။အဲ့ဒီအချိန်မှာမီနီစာကလေးမလေးကပြပြွှွှွှွှင်ပြောလိုက်တော့တယ်။ဒီနေ့ငါတို့တောရဲရရေကန်စီကိုသွားကြရအောင်။ပြီးကြရင်အဲ့ဒီကိုသွားပြီးတော့ရေထဲကနေငါတို့ရဲ့မျက်နှာကိုကြည့်ကြတာပေါ့။တတော်လေးကိုပြောဖို့ကောင်းမှာ။မီနီရဲ့စကားကိုနားထောင်ပြီးတော့ကူကူကထားခုံလိုက်တော့တယ်။နောက်တော့ပြောလိုက်တော့တယ်။ ဟုတ်တယ်။ခြေကနားမှာဆိုရင်လက်ပြလေးရဲ့လည်းအများကြီးရှိရဲ့။ငါတို့ဖမ်းကြမယ်လေ။음။ပြောဖို့ကောင်းတာတော့ဟုတ်ပါတယ်။ဒါမဲ့အိမ်ကိုစစောပြေအောင်မဖြစ်မှာမရောက်ရင်ငါ့အမေကငါ့ကိုဆူလိုက်မယ်။ဟိုဟာစာကလေးမလေးကအိမ်ရဲ့အဝေးဆုံးနေရာကိုမသွားရဘူးလို့အမြဲတမ်းကလေးတွေကိုဆုံးမလေးရှိတော့တယ်။ဒီတခါတော့ဝဝစာကလေးမလေးကိုရိုင်ကကလေးတွေကိုမတားနိုင်တာကြောင့်လှုပ်ပြီးလိုက်ရတော့တယ်။တငယ်ချင်းသုံးအောင်လုံးကပြပြွှေရွှေရွှေနဲ့ရေကန်ရှိရဲ့နေရာကိုသွားလိုက်ကြတော့တယ်။ တငယ်ချင်းသုံးအောင်လုံးကရေကန်သားကိုရောက်တဲ့အချိန်မှာသူတို့ရဲ့မျက်နှာတွေကိုကြည့်ပြီးတော့ရှင်နေကြတော့တာပေါ့အကောမမေညီမလေးရဲ့နှုတ်သီးကိုလည်းကြည့်ပါဦးအကြီးပဲနော်အကိုကတော့အရွယ်ကြီးလာသလိုပဲငါတို့သာထပ်ပြီးတော့ငုတ်လိုက်ရင် ရေကန်ထဲကိုရောက်သွားသလိုခံစားသွားရလိမ့်မယ်အဲ့လိုပြောပြီးတော့တငယ်ချင်းတွေကစားတော့နေတဲ့အချိန်မှာပဲရုတ်တရက်ကြီးလေပြင်းတွေကတက်ခိုက်လာတော့တယ်မိုးကောင်းကင်ကြီးမှာတိမ်မဲတွေကလည်းလွှမ်းခြုံလာတော့တယ် တောထဲမှာမုံတိုင်းကတိုက်ခိုက်လာတော့တာပေါ့အကောင်မမေညီမလေးတို့မြမြအိမ်ပြန်မဖြစ်မဲ့ချစ်ရတာမိုးရွာတော့မယ်နဲ့တူတယ်လေရီယာလည်းတိုက်နေပြီအိမ်မှာအမေကညီမလေးတို့ကိုစိတ်ပူနေလောက်မှာအခုချက်ချင်းအိမ်ပြန်မဖြစ်မဲ့မဟုတ်ရင်အမေကဘရောမဒီလိုမျိုးတောက်ခွင့်ပေးတော့မှာမဟုတ်ဘူးဟုတ်တယ်မီနီညီမလေးပြောအမှန်နဲ့တော့ကြရအောင်မမေငါတို့အမြန်ဆုံးအိမ်ကိုရောက်မှဖြစ်မယ်။အင်းအခုလောက်ဆိုရင်အမေကဖနှက်ကိုကင်ပြီးတော့ငါ့ကိုစောက်နေလောက်ပြီ။မမြန်တော့ကြရအောင်။ သူတို့တော်တော့ကအဲ့လိုပြောပြီးတော့သွားလိုက်ကြတော့တယ်။ဒါပေမဲ့လေပြင်းတိုက်ခိုက်နေရကြောင်းမြင်မြန်ပြန်တန်းလို့မရတော့ဘူးဖြစ်နေတာပေါ့။ဒါပေမဲ့လည်းစ조사ပြန်တန်းရင်းနဲ့အင်ကိုရောက်လာကြတော့တယ်။ဘဝစာကလေးမကအင်းရှိမှထွက်ပြီးတော့သူ့ရဲ့ကလေးတွေကိုစောက်နေတာပေါ့။နောက်တော့ကလေးတွေကိုတွေးတဲ့အချိန်မှာပဲဖက်လိုက်တော့တယ်။ကလေးတို့ကဘာလို့အဝေးကြီးကိုသွားလိုက်ရတာလဲအမေကဘလောက်တောင်စိတ်ပူနေရလဲဆိုတာရောသိရလားအမေကတားတို့တမီးတို့ကိုလိုက်ရှာနေရလဲကြာပြီအဲ့ဒါကြောင့်အမေကမသွားဘူးတားတာပေါ့ ဒါကတော်ကြီးလေကလေးတို့ရဲ့ဘဲချိန်ဆိုရာသီဥတုကအချက်ချင်းပြောင်းသွားတတ်တယ်။အဲဒါကြောင့်နောက်ဆိုရင်အဝေးယူမသွားရအောင်နော်။ကလေးတို့ကအခုမှငငယ်လေးရှိသေးတာ။မင်းနေစာကလေးမလေးနဲ့ကုတ်ကူစာကလေးတို့ကခန်းငုံသွားကြတော့တယ်။အမေတမီးတို့ကရေကန်သားကိုသွားတာပါ။ဒီလောက်မြင်မြန်ကြီးမုံတိုင်းတိုက်နိုင်မယ်လို့တမီးတို့မှမထင်ထားတာ။ကဲပါဟုတ်ပါပြီ။အခုမြင်မြန်လေးအတိုက်သေးကိုဝင်ကြတော့မဟုတ်ရင်မိုးရေတွေဆိုးွားလိမ့်မယ်။ အဲ့လိုပြောပြီးတော့ဝဝစာကလေးမလေးကသူ့ရဲ့ကလေးတွေကိုအတိုက်ထဲကိုခေါ်လိုက်တော့တယ်။မုံနှိုင်းကြီးစားဖြစ်တာကြောင့်လေးတွေကလည်းအချိန်ပြည့်ပြည့်နဲ့တိုက်ခိုက်လာတော့တာပေါ့။အဲ့ဒါကြောင့်တောရဲကကျင်းငက်တွေရဲ့အတိုက်ကလည်းလေးတန်းကြောင့်မခံနိုင်မဲနဲ့ပြိုကျသွားတာပေါ့။တဖြည်းဖြည်းနဲ့ဝဝစာကလေးမလေးရဲ့အိမ်ကလည်းမိုးရံလေးတန်းကိုမခံနိုင်မဲနဲ့ရှိန်ရံလာတော့တယ်။ဘဝစာကလေးမလေးကရအောင်ကြောက်နေတာပေါ့ ဲ့ဒီချိန်မှာမိနီဆာကလေးမလေးတို့ရဲ့အိမ်ကမခိုင်တာကြောင့်ဘယ်ချိန်မှဆိုပြိုကျသွားနိုင်ငယ်ဆိုတာကိုမင်းမင်းကြီးကလေးကသိတော့တာပေါ့အဲ့ဒါကြောင့်လဲမင်းမင်းကြီးကလေးကချက်ချင်းပဲသူ့ရဲ့မိဘတွေကိုပြောလိုက်တော့တယ်အမေအဖေအန်နီဝဝရဲ့အိမ်ကအရန်အားနေတာဘယ်ချိန်မှဆိုပြိုကျသွားနိုင်လဲအဲ့ဒါကြောင့်အန်နီတို့ကိုကျွန်တော်တို့အိမ်မှာထားဖို့ခေါ်ထားတင်တယ်အဲ့စကားကိုနားထောင်ပြီးတော့ကာလူကြီးကနဲ့တင်တင်ကြီးကမလေးတို့ကအံ့ဩသွားကြတော့တာပေါ့ သူတို့ရဲ့တားလေးကိုလည်းဘလို့အဖြေပြန်ပေးရမှန်းတော့မသိတော့ဘူးဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာတင်းတင်းကြီးကမလေးကပြောလိုက်တော့တယ်ဒါမဲ့သားအမေတို့ရဲ့အတိုက်ကတိတ်တိတ်လေးရဲ့အန်ဒီတို့ကဒီအိမ်မှာလာနေကြရင်နေရခက်သွားမှာပေါ့အဲ့စကားကိုနားထောင်ပြီးတော့မင်းမင်းကြီးကလေးကထူးဆန်းသွားပြီးတော့စိတ်မကောင်းဖြစ်သွားတော့တယ်အဲ့ဒီနောက်မှာမင်းမင်းကြီးကလေးကသူ့အဖေနဲ့အမေနဲ့ကိုချုံမော်ပြီးပြောလိုက်တော့တယ်ဒါမဲ့အမေတားတို့တားသူများကိုမကူညီပေးဘူးဆိုရင် တားတို့ရဲ့အားရင်နဲ့ပညာဘာလို့ရတော့မှာလဲ ကို့အတွက်ပဲကိုကြည့်ပြီးတော့ရှင်သန်နေလို့မရဘူးလေအမေတင်းတင်းကြီးကမလေးကသူ့သားရဲ့စကားကိုနားထောင်ပြီးတော့သဘောထားပြောင်းလိုက်တော့တယ်အဲ့နောက်မှာတင်းတင်းကြီးကမလေးကကာလူကြီးကကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ကိုကာလူရေတားလေးမင်းမင်းပြောတာမှန်တယ်ကျမတို့ကိုညီပေးတဲ့နယ်ထင်တယ်ဟုတ်တယ်တင်းတင်းကိုလည်းကိုညီပေးတဲ့နယ်လို့ထင်တယ်ကိုတို့ရဲ့သားလေးကတော်တော်လေးကိုရင်ကျက်လာပြီပဲကိုတို့အခုပဲသွားပြီးတော့ကုညီပေးကြရအောင် နောက်တော့သူတို့တမိသားစုတော်ကုညီပေးဖို့အတွက်ရောက်လာကြတော့တယ် ကာလူကြီးကန်ကဘဝစာသွင်းမလေးကိုတောင်းပန်လိုက်တော့တယ်။ဘဝရေခွင့်လွှတ်ပေးပါနော်။ငါတို့ကစစ်မှန်တဲ့တငယ်ချင်းမဖြစ်ပေးနိုင်ခဲ့ဘူး။ငါတို့ရဲ့အတိုက်ထဲမှာနေလို့ရရယ်နော်။ငါတို့အားလုံးအတူတူနေကြရပါဘော။သွားကြရအောင်။မိုးတိတ်သွားတဲ့အခါကျရင်နေအတွက်ခိုင်မာတဲ့အတိုက်လေးဝိုင်းဆောက်ပေးမယ်။သွားကြရအောင်လေနော်။အခုအစားပြီးတော့အတူတူနေကြမယ်လေ။မိုးတိတ်သွားတဲ့အခါကျရင်ငါနဲ့ကိုကာလူကိုယ်တိုင်အတိုက်လေးဆောက်ပေးမယ်နော်။အဲ့စကောင်းနားထောင်ပြီးတော့မိနီစာကလေးမလေးနဲ့ကိုကူစာကလေးမလေးတို့ကဝမ်းသာသွားကြတော့တယ်။ အဲဒီနောက်ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမလေးတို့ကဝဝစားကလေးမလေးနဲ့အတူကလေးတွေကိုပါခေါ်ပြီးတော့အတိုက်ရှိရာကိုသွားလိုက်ကြတာပေါ့နောက်တော့သူတို့အားလုံးကအတိုက်တစ်ခုထဲမှာပဲအတူတူနေထိုင်ကြတော့တယ်တင်တင်ကြီးကန်းမလေးကဝဝစားကလေးမလေးကိုစပားကျွေးလိုက်တော့တယ်ဘဝရေငါနဲ့အတွက်စားစရာယူလာခဲ့တယ်နင်းအတိုက်ထဲမှာထပ်ထားလိုက်ညကျရင်ကလေးတွေကဘိုက်စားနေမှာပေါ့ငါရဲ့သားမင်းမင်းဆိုရင်ညရိုင်းစားဖို့အတွက်တစ်ခုမဟုတ်တစ်ခုပူစားလေးရှိတာဒါဆိုရင်အေးစစ်စစ်အနားယူကြတော့နော် ကျေးဇူးတင်ပါတယ်နော်အခုချိန်ဒီလှုပ်ပေးခဲ့တာတွေကငါတို့အရန်အောင်များလို့နေပြီဒီကျေးဇူးတွေကိုဘယ်တော့မှမမေ့ပါဘူးတင်နေအော်ဘလို့ဖြစ်ပြီးတော့ကျေးဇူးတရားချားဝင်လာတာလေတငယ်ချင်းတယောက်အတွက်နောက်ထပ်တငယ်ချင်းတယောက်ကအမြဲတမ်းရှိနေပေးရမှာလေနေစိတ်မပူပါနဲ့မိုးတိတ်သွားရင်ငါတို့အတူတူပေါင်းပြီးတော့အတိုက်ဆောက်ကြတာပေါ့ကိုကလည်းချင်းနေကောင်းနေလောက်ပြီအဲ့လိုနဲ့ပဲမိုးကတိတ်သွားတော့တယ် ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ပေါင်းပြီးတော့ဝဝါစာကလေးမလေးအတွက်ခိုင်မာတဲ့အိမ်အစ်စ်ကလေးကိုဆောက်လုပ်ပေးလိုက်တော့တယ်။ဝဝါစာကလေးမလေးကလည်းသူ့ရဲ့ကလေးတွေနဲ့အတူအတိုက်အသင့်ထဲမှာပြျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်တော့တာပေါ့။စစ်မှန်တဲ့တငယ်ချင်းဆိုတာဘလို့ဆိုရမလဲကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကလည်းနားလည်သွားကြတော့တာပေါ့။အဲဒီနောက်မှာအားလုံးအတူတူ ပြျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတော့တယ်။ချစ်ရတဲ့တငယ်ချင်းတို့ရဲ့စစ်မှန်တဲ့တငယ်ချင်းဆိုတာကခက်ခဲနေတဲ့အချိန်မှာထားမသွားတဲ့သူမျိုးကိုခေါ်တာနော်။ အခက်ခဲရောက်နေတဲ့အချိန်မှာကိုယ့်ရဲ့အနားမှာအမြဲတမ်းရက်တိပေးပြီးတော့ကုညီပေးတဲ့သူတို့မှစစ်မှန်တဲ့တငယ်ချင်းလို့ခေါ်ရဲဆိုတာဒီပုံမြင်လေးကနေတင်ငန်းစာရသွားတာပေါ့ဖះရေမိုးကအခုရွာနေပြီလားဟာဒီလောက်မိုးတွေတဲနေရဘယ်လိုလုပ်ပြီးတော့ပြန်တန်းလို့ရမှာလဲအစ်စ်ဝယ်ဖို့လာတာတော်တော်လေးကိုဒုက္ခရောက်တော့မှာပဲอืมဒီလိုလုပ်ရင်ကောင်းမယ် တစ်ပင်အောင်မှထိုင်ပြီးတော့ခဏတာမိုးခုတ်လိုက်မယ်။အဲ့ဒါဆိုရင်မိုးရေတွေကတိတ်ဆို့မှာမဟုတ်ဘူး။အဲ့လိုပြောပြီးတော့ဇော်ဇော်စားကလေးကတစ်ပင်ရဲ့အောက်ကိုသွားပြီးတော့မိုးခုတ်လိုက်တော့တယ်။အဲ့ဒီချိန်မှာရုတ်တရက်တစ်ပင်ကပြုတ်ကျလာပြီးတော့ဇော်ဇော်စားကလေးပေါ်ကိုပြီးသွားတော့တယ်။ဇော်ဇော်စားကလေးကလည်းအဲ့ဒီနေရာမှာနေပွဲချင်းပြီးတိတ်ဆုံသွားတော့တာပေါ့။ကိုဇော်ဇော်ကျမရှင်နဲ့လက်ထက်ရတာကျမတို့အရင်အောင်ကန်ကောင်းတာပဲ။ရှင်ကျမတို့ဘာတခုမှလှူလေသေးမရှိအောင်ထားတယ်။ဂီယူလည်းစိုက်ပေးတယ်။ ီးတော့အမြဲတမ်းကျမဘက်ကလည်းရက်တီပေးခဲ့တယ်။ဘောဝါမင်းကိုယ်တိုင်ကရမ်းအောင်ကောင်းတာကိုကိုယ်ကလည်းဂယုဆိုင်ပေးရလေ။အခုဆိုရင်တမီးလေးရွှေဝါလည်းရေရောက်နေပြီ။မမေစကားပဲပြောနေတော့မှလား။တမီးအတွက်စားစရာလေးပေးပါဦးလား။တမီးအရင်ကဘိုက်စာနေပြီ။စားဖို့အတွက်တခုခုပေးပါဦး။အော်အမေရဲ့တမီးလေးရဲ့အမေမေ့သွားလို့နော်ခဏလေးနော်အမေတမီးကိုတခုခုပေးမယ်အဲ့လိုနဲ့ပဲလေမယားဆာကလေးနှစ်ယောက်ကဘဝကြီးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေတော့တာပေါ့ ဝဝစာကလေးမကစိုက်ခင်းနဲ့ကိုရောက်တဲ့အချိန်သူ့ရဲ့ယောက်ျားကိုပြောလိုက်တော့တယ်။နားထောင်ပါအောင်ကိုစိုးစောဒီစိုက်ခင်းကိုဘာလို့ဝယ်လိုက်တာလဲရှင်။ဒီစိုက်ခင်းထဲမှာဘာမှရှိရလဲမဟုတ်ဘူး။ရှင်ကဟင်းသီးဟွေစိုက်ပြိုးခြင်းလို့လား။အော်မဟုတ်ပါဘူးဝဝရဲ့။ကိုကဟင်းသီးဟွေစိုက်ခြင်းတာမဟုတ်ဘူး။တရက်ပင်စိုက်ခြင်းတာ။တရက်ပင်ကြီးပြီးတော့တရက်သီးရေးတီးလာတဲ့ခါကျရင် ကိုရိုးရဲ့တပင်မှာလည်းတရတိချွတ်ချိုလေးတွေတီးလာလိမ့်မယ်လေ။အဲဒါဆိုရင်အစာရှာထွက်ဖို့အတွက်ဒုက္ခခံစရာမလိုဘဲနဲ့တရတိအေးအေးဆေးဆေးစားလို့ရပြီပေါ့။ဝါ၊ကိုစိုးစောရှိရဲ့အကြံဘယ်ဆိုးလို့လဲ။ရှင်ကြည့်နေလိုက်တရတိတွေတီးတဲ့အခါကျရင်တတော်လုံးကကျင်းခက်တီးကိုတရတိကျွေးဖို့အတွက်အိမ်ကိုဖိတ်ခေါ်လိုက်မယ်။ဘလို့ပဲပြပြောကျမတို့လည်းတရတိအရင်ကြိုက်တယ်လေ။ဝါဝါကိုတခြားတော့ကိုသွားရအောင်မယ်။တရတိအစ်စ်သွားဝယ်ဖို့လေ။အဲ့ဒါမှာကိုရိုးရဲ့စိုက်ခင်းထဲမှာမြင်မြန်လေးတရတိစိုက်လို့ရမှာပေါ့။ อืมဒါမဲ့ကိုစိုးစော အခုကအရန်ကိုနေပူနေတာလေမနေ့ကမနေ့ကမှအစိတ်ဝယ်ဖို့တော့ပါလားဟောဝါစာကလေးမလေးရဲ့စကားကိုနားထောင်ပြီးတော့စိုးစောစာကလေးကနောက်နေ့မှသွားဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်အဲ့လိုနဲ့ပဲမနေ့ရောက်သွားတော့တယ်စိုးစောစာကလေးကတခြားတော့ကိုသွားဖို့လုပ်နေတဲ့အချိန်မှာဝဝါစာကလေးမကပြောလိုက်တော့တယ်နားထောင်ပါအောင်ကိုစိုးစောရေဂယူးဆိုင်ပြီးတော့သွားနော်ကုကုကိုလည်းဂယူးဆိုင်အောင်ချစ်ပါရှင့်ကိုစောင့်နေမယ်မြ мян လေးတော့ပြန်လာခဲ့နော် အဲ့လိုနဲ့ပဲစောစောစားကလေးကတခြားတော်ရဲကိုရောက်သွားတော့တယ်။အဲ့တော်ရဲမှာမိုးရွာနေတော့တာပေါ့။အဲ့အကြောင်းစောစောစားကလေးကမိုးရီထဲမှာဆူရွှဲနေတော့တာပေါ့။ဟာမိုးရီကလည်းတဲလိုက်တာ။ကြည့်ရတာမုံတိုင်းလာတော့မယ်ထင်တယ်။ငါဒီလိုသာမိုးရီထဲမှာနေနေနေမကောင်းဖြစ်သွားလိမ့်မယ်။ဟာငါဘယ်လိုလုပ်ရင်ကောင်းမလဲ။ဟာဒီလိုလုပ်မယ်ကွာ။အခုလောလောဆယ်တော့အစ်ပင်အောင်မှာမိုးခူလာအောင်မယ်။မိုးတိတ်တာနဲ့အစိတ်တွေဝယ်ပြီးတော့အိမ်ကိုတစ်ခါလေးပြန်သွားလိုက်မယ်။ လိုပြောပြီးတော့စစောစားကလေးကတစ်ပင်အောင်မှထိုင်နေလိုက်တော့တာပေါ့မိုးကလည်းတိမ်မဲကြီးကိုရွာသွန်းနေတော့တယ်ဒေဗီနီကလည်းတက်ခိုက်နေတာပေါ့အဲ့ဒါကြောင့်တစ်ပင်ကကြိုးကျသွားပြီးတော့စစောစားကလေးပေါ်ကိုပြိမိသွားတော့တယ်အဲ့ဒီနေရာမှာတဲ့စစောစားကလေးကတိတ်ဆုံးသွားတော့တာပေါ့တခြားရွာဆရာဝန်ကစစောစားကလေးကိုအင်ခေါ်လာပေးလိုက်တော့တယ်ဖေအားရေကိုစစောရှင်မဖြစ်သွားရလေရှင်ကျမကိုဒီလိုမျိုးကြောက်တဲ့ထားခဲ့ပြီးတော့မထွက်သွားအောင်လေကျမ ရှင်ရှင်ကျမကိုမထားခဲ့ပါနဲ့နော်ဇော်ဇော်စာကလေးသေးသွားပြီးရဲ့နောက်မှာတော့ဘောဘာစာကလေးမကအမြဲတမ်းစိတ်မကောင်းဖြစ်နေတာပေါ့အဲ့ရတာဝင်နေအားလုံးကလည်းသူ့အပေါ်ရောက်လာတော့တယ်ဟိုဝါဘယ်ချိန်ထိဒီလိုနေနေမှာလဲစောစောသေးသွားတာလည်းတော်တော်လေးကိုကြာပြီอืมဒါမဲ့နင်တို့တာမီကအခုချိန်ဒီဝမ်းနေနေတော့မဲလားအခုလောက်ဆိုရင်နင်အလုပ်တစ်ခုခုရှားလုံးမှဖြစ်တော့မယ်။အဲ့ဒါမှလည်းနင်အတွက်ရောနင်သမီးအတွက်ရောစားစရာရှိလာမှာ။ ဒီလိုဝမ်းနဲ့လေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။နောက်တစ်ရက်မှာတော့ဝဝစာကလေးမကအလောက်ရှာဖို့အတွက်ထွက်လာတော့တယ်။တစ်ရက်မှာတော့ဝဝစာကလေးမကသူ့သမီးကိုခေါ်ပြီးတော့ဈေးကြီးပေးပြီးဝယ်ထားတဲ့စိုက်ကင်းထဲကိုရောက်လာတော့တယ်။အဲဒီနောက်မှာတော့ဝဝစာကလေးမကသူ့ရဲ့သမီးကိုပြောလိုက်တော့တယ်။သမီးသိရဲ့လား။ဒီစိုက်ကင်းကိုသမီးရဲ့အဖေကဈေးကြီးပေးပြီးတော့ဝယ်ထားတာလေ။ပြီးတော့ဒီစိုက်ကင်းထဲမှာတစ်ရက်ပင်စိုက်ချင်နေတာ။အဲ့ဒါမှအမေတို့တူတူစိတ်ကြိုက်တည်းတည်းရေးစားနိုင်အောင်လို့တဲ့။ ဒါဆိုအမေတမီးတို့ဒီဆိုင်ခင်းထဲမှာတရပင်ဆိုင်မှာဖြစ်လိမ့်မယ်တမီးတို့ပေါင်းပြီးတော့အဖေ့ရဲ့ဆန္ဒကိုဖြေပေးမှရမယ်ဟုတ်တာပေါ့တမီးရဲ့အဲ့ဒါကြောင့်လေတရပင်အပေါက်လေးကိုဒီမှာဆိုက်ဖို့အတွက်ယူလာတာလေနောက်တော့တာမီးနဲ့ရောက်ပေါင်းပြီးတော့တရပင်အပင်ပေါက်လေးကိုဆိုက်လိုက်တော့တယ်အဲ့လိုနဲ့ပဲနေ့တွေရက်တွေကတဖြည်းဖြည်းကုန်ဆုံးသွားတော့တယ်တရပင်အပေါက်ကလေးကလည်းကြီးလာတော့တယ်နောက်တော့တရသီးတွေအများကြီးလည်းတီးလာတာပေါ့အဲ့ဒါကိုကြည့်ပြီးတော့တာမီးနှစ်ယောက်လုံးကအယံဝန်းတာနေကြတော့တယ် တမီးလေးရွှေွာအမေအခုဒီတရသီးတွေကိုရောင်းပြီးတော့ပတ်စံနဲ့ရှာလို့ရပြီတမီးအဖေရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးနိုင်ခဲ့ပြီအဲ့ဒီတော့ထဲမှာဘီယင်းစီမှာအလုံးလုံးတဲ့ကာလူကြီးကန်းတစ်ကောင်လည်းရှိတာပေါ့ကာလူကြီးကန်းကဘီယင်းရဲ့ရဲမက်လည်းဖြစ်တော့တယ်တည့်ရမှာတော့ချက်တူရဲ့ရဲမက်ကကာလူကြီးကန်းကိုပြောလိုက်တော့တယ်ကာလူမင်းသိရဲ့လားငါတို့တော့ထဲမှာတည့်ရပင်ကတပင်ပဲရှိတာအဲ့ဒီအပင်ကဝဝစားကလေးမရဲ့ဟာလေးစားကလေးမကတည့်ရသီးတွေခူးပြီးတော့ပတ်စံရှာနေရလဲမနေတော့ဘူး ကြည့်နေလိုက်တကယ်ကြရင် तू ဟာချမ်းသာတဲ့သူတစ်ယောက်ဖြစ်လာမှာအဲ့ဒါဟိုဘဝစာကလေးမလားလအနေငယ်တော့ကသူ့ယောက်ျားတေဝါရယ်ဆိုပဲဟုတ်တယ်ဟုတ်တယ်ကလူအဲ့ဒီတယောက်ပဲသူ့ရဲ့ယောက်ျားမကြသေးခင်ကတေဝါရလေငါတို့နှစ်ယောက်ပေါင်းပြီးတော့အဲ့ဒီမြေကိုအပိုင်သိမ်းလိုက်ရင်ကောင်းမလားအဲ့ခါကျရင်တည့်ရဖြစ်နေရလဲငါတို့အပိုင် ဖြစ်လာလိမ့်မယ်ပြီးတော့မြေရလဲငါတို့အပိုင်ဖြစ်လာလိမ့်မယ်ဘဝစီမှာတစ်ချက်ဘူးမှရှိရမဟုတ်ဘူးငါတယောက်ပဲရှိရပြီးတော့အားလဲနေသေးတယ် အဲ့ဒါကြောင့်ငါတို့နဲ့တိုက်နိုင်မယ်မထင်ပါဘူးဟုတ်တယ်ကျက်တူရေမင်းပြောတာမှန်တယ်မင်းရဲ့အကြံတော်တော်လေးကိုကောင်းတာပဲငါတို့လည်းအဲ့ဒီမြေကိုအပိုင်ရသွားသလိုချမ်းသာမဲ့သူတွေကလည်းငါတို့ပဲဖြစ်သွားလိမ့်မယ်ငါတို့ဘလောက်တောင်အကျိုးမြတ်တွေရနိုင်မလဲဆိုအစဉ်းစားကြည့်ပါဦးအဲ့ဒီနောက်မှာကာလူကြီးကနဲ့ကျက်တူရေတို့ကဝဝစာကလေးမစီကိုရောက်လာတော့တယ်တော်တော့ဝဝဒီကနေထွက်သွားလိုက်တော့ဘာလို့လဲဆိုတော့ဒီမြေကဘင်းရဲ့အပိုင်ဆိုတာကိုငါတို့သိထားတယ် ဒီမြေကိုမင်းတို့ကခိုးယူခဲ့တာအဲ့ဒါကြောင့်ဘေးအစီအကနေအမေအိမ်ကလာခဲ့တာဒီမြေကနေနင်တို့ကိုမောင်းထုတ်ရမယ်တဲ့ပြီးတော့ဒီမြေမှာအိမ်နေလဲစောက်လိမ့်မယ်မဟုတ်ပါဘူးရဲမရဲဒီမြေကိုတမရဲ့ယောက်ျားပတ်စံနေအများကြီးပေးပြီးတော့ဝယ်ထားတာကြည့်ရတာအထင်လွဲနေတာ ဖြစ်မယ်မဟုတ်ဘူးဝါဝါငါတို့ဘာတစ်ခုမှအထင်လွဲနေတာမဟုတ်ဘူးငါတို့ဘယင်ကအမိတ်ပေးလိုက်တာအဲ့ဒါကြောင့်လဲအခုဒီကိုရောက်လာခဲ့တာဒီကနေဝါဝါစာကလေးမကိုအမြန်ဆုံးမောင်းထုတ်လိုက်တဲ့ မရဘူးမရဘူးကျမဒီကနေဘဲမသွားမှာမဟုတ်ဘူးဒီမြေကိုကျမပိုင်တာဒီကနေဘဲမမသွားနိုင်ဘူးအဲ့လိုလုပ်လို့ဘဲဖြစ်မလဲဘယင်ကိုယ်တိုင်ကအမိတ်ပေးလိုက်တာမလို့မင်းဒီကနေထွက်သွားမှာဖြစ်မယ်မဟုတ်ရင်ဘယင်ကမင်းကိုစိတ်ဆိုးသွားလိမ့်မယ်အဲ့ဒီအချိန်မှာဘယင်ကရောက်လာပြီးတော့ပြောလိုက်တော့တယ်တော်ပါတော့ကာလူတော်လိုက်တော့ငါအဆကလေးကတိထားတာမင်းကအပြစ်မရှိတဲ့ကျင်းကတည်းအပေါ်မတရားလုပ်တယ်ဆိုတာကိုလေဒါပေမဲ့ မနေ့ရတာငါမျက်စိနဲ့တွေ့ခဲ့ရပြီဘဝဒီမေကမင်းရဲ့မေပဲငါရဲ့မေမဟုတ်ဘူးဒီနေ့ရောက်ကမင်းကိုလိန်ပြောနေတာဘယ်ရင်ဒီလောက်တဲ့အားလုံးကိုစက်တူရီကကျွန်တော်ကိုလှောက်ခိုင်းခဲ့တာလေမဟုတ်ရင်ကျွန်တော်ကဝဝကိုသိအောင်သိတာမဟုတ်ဘူးငါမင်းတို့နှစ်ယောက်ကိုရဲမဲအဖြစ်ခန့်အပ်ခဲ့တာငါမှားတာပါဒါပေမဲ့ငါမင်းတို့ဒီတစ်ခါတော့အလို့မပေးနိုင်တော့ဘူးမင်းတို့နှစ်ယောက်လုံးထိုက်တန်တဲ့အဖြစ်ပေးမှဖြစ်နိုင်မယ် အဲ့ဒီနောက်မှာတော့တိုင်းငယ်ဘရင်ကြီးကစက်တူရည်နဲ့ကာလူကြီးကန်းတို့ကိုတတတကြွန်းထောင်ချလိုက်တော့တယ်အဲ့ဒါကြောင့်သူတို့လည်းသူတို့လောက်ရဲ့အပေါ်နောက်နောက်ရသွားတော့တာပေါ့